အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဟိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့မိဘရင်ကိုပြန်လာတဲ့ရောင်မဆော်ရဲပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအန်နာပါတလပိုင်းဖြစ်တဲ့အတော့အရန်ကိုအေးနေခဲ့ပါတယ်ဒါကြောင့်ပဲခလေးတွေလည်းအကြောင်းပဲရရှိကိုရရှိထားခဲ့ကြပါတယ်ရာဒီဥရုအခြေအနေပို့ပြီးဆိုးရွားလာခဲ့တဲ့အခါမှာကိုမိုင်းကလည်းမနက်အစောကြီးမထားတော့ပါဘူး တရမှာတော့သူမအဲ့ရကနေထလာခဲ့တဲ့အခါမှာရခမဖြစ်တော့ကသူ့သမီးနဲ့ဖုန်းစကားပြောနေအောင်ကိုကြွေးလိုက်ရပါတယ်။အေးရပါတယ်သမီးရဲ့ကလေးတွေကြောင်းပိတ်တယ်ဆိုရင်တော့နေလာနေလေ။ဘာလို့များမေးနေရတာလဲမေးစရာမလိုဘူး။အေးပါနေ့ရောက်မှနေဘာပြောမှမဟုတ်လို့လေဒါကဘလို့မဆိုနေအိမ်ပဲလေလာခဲ့လာခဲ့။ချွေးမလေးရေငါသမီးလေးကကြောင်းပိတ်ရဖြစ်တဲ့အတွက်သူ့ကလေးတွေနဲ့ခဏလာလေမေးတဲ့ဘလို့လေနေအဆင်ပြေရလားဆိုပြီးတော့သူမေးနေတယ်။ရပါတယ်ရှင်ကျမအဆင်ပြေပါတယ်ကျမဘာဖြစ်ရမှာလဲ။ သူ့ကိုလာခွင့်ပေးလိုက်ပါလာပါစေတွေ့လားချွေးမလေးကဘာမှမဖြစ်ပါဘူးဆိုနေမှဒါဆိုရင်ပြောနေပါစားခြင်းလဲဘာလောက်ထားပေးရမလဲတမီးလေးခလေးရရောဘာစားခြင်းနေလေအေးပါငါတို့တခုခုလောက်ထားလိုက်မယ်ဒါနဲ့ခလေးရကဟလဝါလေးပါလေးစားခြင်းလားလားဟလဝါချိုးထားပေးမယ်နော်ဒါဆိုရင်တော့အဖွားရဲ့အိမ်ကိုအမြန်ဆုံးလာကြဟုတ်ပြီလားခလေးရရေအဖွားစောင့်နေမယ်နော်ကောမလေးရခမဖြစ်တော့ကတော့ထိုင်နေရင်အမေပေးနေခဲ့ပြီးတနာစရာကောင်းတဲ့ကောမလ်ကတော့ရှားသည့်ဥကျအေးနေတဲ့အချိန်မှာအလုပ်တွေကိုတယောက်တည်းလောက်ကိုင်းနေခဲ့ရပါသေး ဒီမှာထမင်းဟင်းတွေအားလုံးချက်ပြုတ်ပြင်ဆင်ပေးသွားတဲ့အခါမှာတော့ဟလဝါရောင်ချိုးပေးခဲ့ရပါတယ်။ညနေခင်းမှာတော့သူရဲ့ရောင်မလေးကကလေးနှစ်ယောက်ကိုခေါ်ပြီးအိမ်ကိုရောက်ချလာခဲ့ပါတယ်။အိမ်မှာအဲ့ဒီတွေရောက်လာတဲ့အခါမှာတော့ဘယ်အိမ်ရှင်ကအေးအေးဆေးဆေးထိုင်နေလို့ရတော့လို့လေ။အထူးသဖြင့်အိမ်ကချွေးမလေးပေါ့။တမီးရေဘယ်ဟုတ်သွားနေရလဲ။လာခဲ့ရာဒီဥတုတလောက်တောင်မှအေးနေရအမေနဲ့အတူတူဒီမှာလာထိုင်ပါအောင်ကွယ်။အမေ ။ရောင်မတယောက်တည်းမိဖို့ကန်လေးမှာထမင်းချက်နေရဆိုတော့ညစာကိုလည်းကျမအတူတူတော့ပြီးတော့ချက်ပြုတ်ပြင်ဆင်ပေးမလို့ပါ။ကဲထားလိုက်ပါ။နေတခါတလီမလာခဲ့ရလေ။အခုလည်းအလုပ်တွေကိုလုပ်နေအောင်မလို့ပဲလား။နေရောင်မသူ့ဟာသူတယောက်တည်းလုပ်နိုင်ပါတယ်သူ့ကိုလှည့်ထားပေးလိုက်လေ။လင်းငါနဲ့အတူတူလာထိုင်ပြီးတော့တီဗီကြည့်နေပေါ့။ဒါနဲ့အိမ်မှာစားစရာတောက်စရာတွေရှိတယ်မှာလိုက်မယ်နော်။မုံဆုံမတတိယရဲ့အမေရဲ့ကျမဒီကိုရောက်လာတော့လေဘာတခုမှလည်းမယူလာခဲ့ရဘူးလက်ပလာနဲ့ပဲလာခဲ့ရတယ် ကျမယောက်ျားကလည်းရုံးကိုရောက်နေရဆိုတော့ဘာမှမှားလို့မရလိုက်ဘူး။ကျမလည်းလမ်းမှာကားငားလာနေနေတခုခုဝင်ဝင်မဲဆိုနေမှမေ့သွားတယ်အမေ။အော်တမီးရဲ့ဘာလို့ဒီလောက်များစဉ်းစားနေရတာလဲတမီးရဲ့ဘလို့မဆိုတမီးမိဘအိမ်ကိုတမီးလာလေတာပဲလေ။သဇင်ရဲ့အိမ်ကိုတမီးလာတာမှမဟုတ်ကြ။ဘာတခုမှမယူလာဘူးဆိုလို့ရှင်လဲရတဲ့ကိစ္စမရှိဘူး။အဖွားကြီးဒီမှာမဟုတ်ရပြီနော်။ကဲတမီးအမေရွယ်ထားတဲ့မဟုတ်စားကြည့်ဘလောက်ကြာမှအရာသာရှိလိုက်တယ်လဲဆိုတာကိုလေ။ခဏနေတော့ပူကြရောက်ကြရောက်ရှိလာခဲ့ပါရဲ့။ ဟဲတမက်လေးလာတာပါလားဟုတ်တယ်အမေရဲ့ကလေးတွေမရှိတော့အိမ်မနေရတာပျော်စရာမကောင်းဘူးကျွန်တော်လည်းစိတ်မပါတာနဲ့ဒီကိုပဲလာခဲ့လိုက်တာအခုတလောရုံးပိတ်ရက်ရှည်ရထားတယ်ဆိုတော့ကျွန်တော်လည်းဒီမှာလာနေမယ်လေကြည့်ပါဦးအမေရဲ့သူကလည်းလေကျမမရှိပဲကလေးတွေမရှိပဲတယောက်တည်းနေကုန်မနေတတ်တော့ဘူးအဲ့ဒါကြောင့်ကျမဒီကိုမလာခဲ့တာအေးပါအေးပါငါသိပါတယ်ဒါနဲ့ချွေးမလေးကိုပြောပြီးအားလုံးစားဖို့အတွက်ထမင်းပြည့်စင်ခိုင်းထားလိုက်ကြမယ်နော် ကိုမန်လကတော့ညောင်မိုးချုပ်တဲ့အချိန်ထိမိဖို့ကန်ထဲမှာချက်ပြုတ်ပြင်ဆင်ပေးနေကြရပါရဲ့။အော်ရောင်မရဲ့တယောက်တည်းအလုပ်တွေအားလုံးကိုလှုပ်လိုက်တာလား။ကျမကိုခေါ်လိုက်ရောပေါ့ရှင်။ကျမကိုခေါ်လိုက်ရင်တော့ကျမချက်ခုတ်ခုလာပြီးတော့ဝိုင်းကူညီပေးမှာပေါ့။ရပါတယ်အလုပ်တွေအားလုံးပြီးသွားပြီ။တယောက်တည်းလှုပ်ရတာလည်းအဆင်ပြေပါရဲ့။အခုအားလုံးအိတ်ဖို့အတွက်အိတ်ရခင်ပေးရမယ်ဆိုပြီးတော့သွားနေရ။ဒါနဲ့လေရောင်မကျမချက်ခုတ်လောက်ပြောစရာရှိလို့ပါ။ဟုတ်ဖြစ်နိုင်မယ်ဆိုရင်တော့ကျမတို့ရောင်မရဲ့အခန်းထဲမှာအိတ်လို့ရမလား။ ကျမယောက်ျားအောက်မှာမအိတ်တက်ဘူးလေ။တူကကတင်ပေါ်မှာပဲအိတ်နေကြဆိုတော့အောက်မှာအိတ်ရတာသူ့အတွက်အဆင်မပြေလို့ပါ။ဟောရပါတယ်ရပါတယ်နင်တို့ကဧည့်သည်တွေပဲ။သူ့ကိုငါတို့အခန်းထဲမှာအိတ်ခိုင်းလိုက်လေရတယ်နင်တို့အားလုံးအိတ်လိုက်ကြ။ငါတို့အပြင်ထွက်ပြီးရောအိတ်လိုက်မယ်နော်။တကယ်တော့ငါလည်းဒီစကားကိုပြောမလို့ပါပဲ။ကျေးဇူးများကြီးတင်ပါတယ်ရောင်မရဲ့။ဒါနဲ့ကျမအခုလေဒီကိုလာရဲဆိုတာကကော်ဖီတစ်ခွက်ဖြော်ခိုင်းမလို့လာခဲ့တာ။ကျမယောက်ျားကညမအိတ်ခင်မှာကော်ဖီတောက်ပြီးမှအိတ်တက်တဲ့အချင်းရှိလို့လေ။ ဟိုအဲ့ဒါကြောင့်ကော်ဖီတစ်ခွက်လောက်ဖြော်ပေးလို့ရမလားယင်ရတယ်ရတယ်အားလုံးတောက်ဖို့အတွက်တခါတည်းကော်ဖီဖြော်လာခဲ့ပေးလိုက်မယ်နော်ကိုမလကတော့တတော်လေးရှင်ကြေးလိုက်ပါတဲ့ main ကလေးတယောက်ပါသူမကတတော်လေးကိုလည်းအဆင်ပြေအောင်နေတတ်ပါရည်ဒါကြောင့်အားလုံးနဲ့အဆင်ပြေအောင်သူမနေပါရည်အိမ်မှာမိသားစုဝင်တွေအားလုံးနဲ့ဘယ်လိုနေရမလဲဘယ်လိုမျိုးလူတွေအားလုံးကိုလေးစားရမလဲဆိုတာကိုတမကောင်းကောင်းသိပါရီတမမနက်မော်နေ့အစောကြီးချပြီးကလေးကမိဖို့ခန်းထဲဝင်အလုပ်တွေအများကြီးလုပ်နေခဲ့ရပြီမယ့် ဘယ်သူကမှဘာချက်ခွန်မှအပြစ်တင်ခဲ့ခြင်းမရှိပါဘူး။ဒီနောက်မှာတော့သူမအခန်းထဲမှာအိမ်ရောက်ခင်ပေးပြီးနောက်မှာတော့စောင်းထုတ်ထားလိုက်ပါတယ်။ခဏနေတော့သူ့ရောင်မလေးဝင်လာပြီးပြောပါတယ်။ရောင်မရေဒီဆောင်လေးကအရောက်လှတာပဲ။ဒီဆောင်တော်တော်လေးကိုနှွေးမပုံစံပဲနော်။ဟုတ်တယ်ဟုတ်တယ်။ကျမအကိုကိုတိုင်းကကျမအကျွတ်ဆိုပြီးတော့လက်ဆောင်ထည့်ပေးလိုက်တာလေ။နှစ်သက်ကိုအချိန်ခါတော့ကဆိုတော့တိတ်ပြီးတော့မကြသေးပါဘူး။ကြာသေးဦးတို့အေးလာတော့မယ်ဆိုတော့ကိုတိလို့သူကဆောင်နှွေးနှွေးလေးထည့်ပေးလိုက်တာ။ အဲ့ရောင်ကအင်ကိုလည်းကျမပြန်သွားသေးရဲ့လေ။အော်တီးပြီတီးပြီတီးပြီ။ဒီနောက်မှာတော့ကိုမလေးရဲ့ရောင်မနဲ့သူမိသားစုဝင်တွေအားလုံးကတော့ကိုမလေးရဲ့အခန်းထဲမှာအိတ်ခဲကြပါရဲ့။ဇာတ်လမ်းတွေအကုန်လုံးကလည်းသူရဲ့အခန်းကိုစီထဲမှာဝင်ပြီးနှွေးထွေးလုံးကြုံစွားနေအိတ်နေခဲ့ကြပါပြီ။ကိုမလေးတယောက်ကြားနှစ်ယောက်လုံးကတော့ဧကန်ထဲမှာပဲအိတ်ရခင်းပြီးအိတ်ကြရတော့မှာပါ။ဘလို့ဖြစ်တာလဲအဆင်ပြေရဲ့လား။မင်းုံကြည့်ရတာတတော်လေးကိုတိတ်ဆိတ်ငြိမ်တက်နေတဲ့ပုံစံပဲ။ဘာဖြစ်တာလဲ။တခုခုဖြစ်တယ်ဆိုလို့ရှင်တော့ပြောလေ။ဘာမှမဖြစ်ပါဘူးရှင်။ ကျမဒီနေ့နည်းနည်းလေးပြန်မှန်းသလိုခံစားနေရလို့ပါ။อืมတိတယ်တိတယ်ငါအားလုံးတိတယ်မင်းမနှံ့မိုးလင်းတဲ့ကအလုပ်တွေအများကြီးလုပ်နေရတာဆိုတော့ပြန်မှန်းနေပြီမလား။အိမ်မှာအလုပ်တွေအားလုံးမင်းတယောက်တည်းလုပ်နေရတာပြန်မှန်းမှာပေါ့။အခုအိမ်မှာအဲ့တယ်ရီအများကြီးရောက်နေတာဆိုတော့တို့အတွက်အလုပ်တွေကိုလည်းမင်းတယောက်တည်းလုပ်ပေးနေရတာကိုနားလဲပါလေ။ဒါဆိုရင်တော့မနေ့ဖြတ်ကြရင်တရက်လောက်အလုပ်ကနေခွင့်ရှုလိုက်မယ်လေ။မင်းအိမ်မှာအလုပ်တွေအရှမ်းအများနေတာဆိုတော့အိမ်အလုပ်တွေကိုလည်းဝိုင်းပြီးတော့ကိုင်ကြီးလောက်ကင်ပေးပါမယ်။အာအဲ့လိုတော့ဘယ်ဟုတ်ပါမလဲ။မဟုတ်တာမဟုတ်တာ ။ဩကောင်းတယ်မကောင်းဘူးဆိုတာကတော့ဘယ်ဟုတ်ပါ ਉਹ မလဲ။ရပါတယ်ရပါတယ်။အိမ်မှာငါခဲကိုလည်းရောက်နေရပဲလေ။ငါဘလို့မစောခွင့်ရှုပ်ပြီးတော့မင်းကိုအလုပ်ဝိုင်းကိုလုပ်ပေးလို့ရပါတယ်။ဟုတ်ပါပြီဟုတ်ပါပြီ။ရှင်းရင်သဘောဆန္ဒအတိုင်းပဲနော်။ကျွန်မဘာမှမပြောတော့ဘူး။ဒီလိုနဲ့နောက်နေ့မှတော့တယောက်ကြားကလေရုံးကလေခွင့်တရရှုပ်ပေးထားခဲ့ပါတယ်။အကိုကြီးကျမကလေးတွေကလေအပြင်သွားပြီးရှောက်လဲခြင်းကြရဲဆိုပြီးတော့ပြောနေတယ်ဘလို့လောက်ရမလဲကျမတို့အတူတူသွားကြမလားဒါနဲ့ရောင်းမကြီးသွားကြမယ်လေအပြင်လေးပါလေသွားပြီးတော့ရှောက်လဲကြတာပေါ့ မဟုတ်တာမဟုတ်တာအိမ်မှာအလုပ်တွေအများကြီးရှိတယ်။လောက်စရာတွေကပုံနေရပဲအဝတ်အစားတွေအများကြီးကိုလည်းရှော်ရအောင်မယ်ဆိုတော့လေအိမ်တန့်ရှင်လည်းလုပ်ရမယ်။စောင်းရသည်ဆိုပေမဲ့ဘယ်အချိန်မိုးထားရွာမလဲဆိုတာကမသိဘူး။အလုပ်တွေကိုချက်ချင်းလုပ်မှမဟုတ်ရင်တော့အရန်ကိုအလုပ်တွေပုံသွားလိမ့်မယ်။ဒါဆိုရင်တော့အားလုံးပဲပျော်ပျော်ရွှင်ရွှင်ရှောက်လည်ခဲ့ကြလိမ့်။ကောင်းပြီလေရောင်းမရဒါဆိုရင်တော့ကျမတို့တွားပြီးတော့ပြောခဲ့ကြမယ်နော်။ခလေးတွေကိုလည်းခေါ်သွားလိုက်မယ်။ဒီလိုနဲ့အားလုံးကလည်းအပြင်ကိုရှောက်လည်ဖို့အတွက်ထွက်သွားခဲ့ကြပါရဲ့။ ိမ်မှာသူမတယောက်တည်းကြံနေခဲ့ပြီးအိမ်တအိမ်လုံးကလည်းရှောက်ရှက်ပွားနေရပါပဲလူတွေအများကြီးရှိနေခဲ့တဲ့အိမ်ဖြစ်တဲ့အတွက်အခုလိုရှောက်ရှက်ပွားနေရကတော့ထုံးစံအတိုင်းဖြစ်ပါတယ်သူမရဲ့စိတ်ထဲမှာပထမအဦးဆုံးအကြိမ်သူ့ရောင်မလေးကိုဝင်ကြဝင်ပို့လို့ခန်းစားလိုက်ရပါတယ်စိတ်တွေလည်းတအားကိုကြိုးလာခဲ့ပါတော့တယ်ဒီအချိန်မှာကိုမလ်ဒေါသတကြီးနဲ့ရောက်မှဖြစ်သူကိုလည်းသွားပြောပြလိုက်ပါတယ်ကဲအမေရေရကြရင်ကျမဘာလို့ရမလဲဆိုတာကျမကိုတခါရေပြောထားလိုက်ကျမကလည်းလူပါစက်ပစ္စည်းမဟုတ်ဘူးအနီးကကျမဟိုဟာလောက်ပဲဒီဟာလောက်ပဲဆိုတာနဲ့အားလုံးကိုလှုပ်ပေးနေအောင်လို့ အခုခရေကကျမပြောထားလိုက်ပါဘာလို့ရမှာလဲဘာဖြစ်တာလဲချွေးမလေးရဲ့နှုတ်ကြီးရတာဒေါသတွေအရှမ်းကိုထွက်နေရပုံစံပဲနော်ဘာလို့ဒီလောက်တောင်မှဒေါသထွက်နေရတာလဲခလေးတွေအလုံးအင်ကိုပြန်လာကြပါစေဦးတို့တို့ပြန်လာတဲ့အခါကြတော့မှပဲအလုံးပါစားကြလဲဆိုတော့ကိုမေးပြီးတခုခုချက်ပြုတ်ပေးလိုက်လေဘာဖြစ်တာလဲတခုခုဖြစ်လို့လားခလေးတွေပြန်အောင်လာခဲ့တဲ့အခါမှာတော့ဒီမှာကြည့်ပါအောင်မမေရဲ့အတော်ကတမီးတို့အတွက်အဝိစာအစ်တွေအများကြီးဝယ်ပေးလိုက်တယ်မိုဟစ်ကိုလည်းဝယ်ပေးလိုက်သေးတယ်တိလား ဟုတ်တယ်အတော်ကလေအရုပ်တွေအများကြီးကိုလည်းဝယ်ပေးလိုက်တယ်မုတ်တွေအများကြီးပဲဘာဂါတွေကပီဇာတွေကရေကဲမုတ်တွေကအများကြီးစားခဲ့တယ်ဒီမားယောင်မရဲ့ကျမမုတ်အချို့တွေလည်းနည်းနည်းဝယ်လာခဲ့တယ်ဒီလားဟလဝါလဲပါသေးရဲ့ညကြလို့ရှင်တော့ဒါရီအားလုံးကိုအပူလုပ်ပြီးတော့ပြန်စားကြမယ်နော်ဒါနဲ့နောက်ထပ် surprise တစ်ခုတိတ်မကြခင်ရောက်လာလိမ့်မယ် surprise ဟုတ်လားဘာများလဲမသိဘူးအရာကိုတော့ညမိုးချုပ်သွားတော့မှပဲသိရလိမ့်မယ် ကိုမလကလည်းစိတ်ထဲကနေကြော်လေးစဉ်းစားနေခဲ့ပါတယ်ညကြမှသူရရှိမဲ့ surprise ကဘာများလဲဆိုပြီးတော့ပါအားလုံးကသတိရနေခဲ့ပေမဲ့ကိုမလတယောက်တည်းသတိမနေခဲ့တာကတော့သူမရဲ့မွေးနေ့ပွဲပဲဖြစ်ပါတယ်ည7နာရီအတီထိုးသွားခဲ့တဲ့အခါမှာတကားဘယ်မီလာခဲ့ပါတယ်ကိုမလရဲ့ဒီမှာနေ့ရဲ့ surprise ရောက်ရှိလာခဲ့ပြီကိုမလရဲ့အခန်းအရှိမှာတော့သူရဲ့မိသားစုဝင်တွေအကုန်လုံးကလက်ဆောင်တွေကိမုတ်တွေနဲ့ရောက်ရှိလာခဲ့ကြပါတယ်ဒါရီအားလုံးကတော့ကိုမလရဲ့မွေးနေ့ပွဲအတွက် surprise ပဲဖြစ်ပါတယ် happy birthday ပါရောင်းမကြီး ကဲထွေးမလေးမွေးနေ့မှာပြောရွှင်ပါစေအမြဲတမ်းပြောရွှင်မှုတွေကိုရရှိနေပါစေကွယ်ဘုရားသခင်ရဲ့နင့်ကိုအသက်အရှည်ကြီးလဲထားပါစေနော်ကျေးဇူးအများကြီးတင်ပါတယ်ကျမကတော့ကျမရဲ့မွေးနေ့ကိုမေ့သွားခဲ့တာအားလုံးကကျမရဲ့မွေးနေ့ကိုသတိရနေခဲ့ကြရပေါ့ပြီးတော့ဒီလက်ဆောင်တွေအကောင်လုံးကကျမတွက်လာရောင်မရဲ့မွေးနေ့ကဇန်နဝါရီလလေးအေးနေတဲ့အချိန်မှာဆိုတော့ကောင်းကောင်းအားယူရမှာပေါ့နောက်ထပ် surprise အစီအစဉ်တွေအများကြီးရှိသေးတယ်မနက်ဖြန်အတွက်ဆိုပြီးတော့ကျမတို့ထပ်ထားလိုက်တာကျမတို့စားတောက်ဆိုင်တဆိုင်ဘုတ်ကင်တင်ထားတယ် ရောင်မိုင်းမိသားစုဝင်တွေကိုလည်းကျမတို့ဖိတ်ခဲ့တယ်။ကျမတို့အားလုံးဝင်နေပါတီပွဲကိုကြီးကြီးကျယ်ကျယ်လုပ်ပေးမယ်နော်။ရောင်မောင်းကိုယ်တိုင်လည်းကျမတို့အကြွအများကြီးလုပ်ပေးခဲ့တယ်မဟုတ်လား။ကျမတို့ကိုယ်တိုင်လည်းတစ်ခုတ်ခုတ်ပြန်လုပ်ပေးဖို့အကြွအလိုအပ်ကြပါရှင်။ဒီလိုနဲ့အားလုံးကလည်းကိုမန်လကိုမွေးနေပွဲအတွက်ဆုတောင်းပေးခဲ့ကြပါရစေ။ဒီနောက်မှာတော့ကိုမန်လရဲ့မွေးနေပွဲအတွက်စားတောက်ဆိုင်အစီအကြီးမှာတို့ကပါတီပွဲကိုကြီးကြီးခနာစွာကျင်းပပေးခဲ့ကြပါရစေ။ကိုမန်လမိသားစုဝင်တွေအားလုံးကလည်းမွေးနေပါတီပွဲလာတက်ခဲ့ကြတာပေါ့။အစီအစဉ်တွေအားလုံးကိုတော့ရောင်မောင်းလေးပူဇော်ကိုယ်တိုင်လုပ်ပေးခဲ့တာပါ။ ။သူမရဲ့အတွေ့အကြုံကသူမရောင်းမလေးအတွက်ခဏတာများပြောင်းလဲသွားတဲ့အတွက်ကိုမလေးတယောက်ရှက်ရွင်သွားပါရဲ့။ဒါပေမဲ့ပူဇော်ကတော့အရာအလုံးကိုပြန်ပြီးထိမ့်သိမ့်ပေးနိုင်သွားခဲ့ပါရဲ့။သူမရဲ့မွေးနေ့ပွဲလေးမှာကိုမလေးအရန်ကိုဝမ်းသာပြောရွှင်သွားပါရဲ့။သူမအခုလိုပြောရွှင်နေခဲ့ရတာသူမရောင်းမလေးကြောင့်ဆိုရင်လည်းမမှားပါဘူး။နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံမြင်လေးကတော့မိဘအိမ်ပြန်ခြင်းလုံးနေတဲ့ရောင်မဆော်တဲ့ပုံမြင်ပဲဖြစ်ပါရယ်။ရာသီဥတုအခြေအနေကအခုတလောခဏခဏပြောင်းလဲနေပါရယ်။ခဏနေနေပူလိုက်ခဏနေမိုးရွာလိုက်ခဏနေအရန်အေးလာလိုက်ပါပဲ အမေဒါနဲ့ရောင်းမရောဘယ်ကိုရောင်းနေရလဲသူ့ကိုရှာလို့လည်းမတွေ့ဘူးခလေးကိုပေးထားတမိထိန်ထားပေးမယ်အေးရော့ရော့ရော့ခလေးကိုချီပြီးတော့ခဏလေးသူ့ကိုဟိုဟိုတီတီရှောက်လေပေးလိုက်အောင်ချွေးမလေးအလားပြေဆိုင်သွားနေရလေတနားရီလောက်ဆိုရင်တော့သူပြန်လာမယ်လို့ပြောတယ်အခုချိန်ထိမလာသေးဘူးခလေးကလည်းဘိုက်တွေတအားစနေပြီလားမသိပါဘူးဒီအချိန်မှာမိုးတွေတဲထန်စွာရွာသွန်းလာခဲ့ပါတယ်ဒုက္ခပဲအမေရဲ့အပြင်မှာမိုးတွေကလည်းအရန်ကိုရွာနေပြီးရောင်မဒီထပ်ပို့ပြီးတော့နောက်ကျနေဘယ်လိုလုပ်မလဲကျမဖုံးဆက်ကြည့်လိုက်အောင်မယ်နော် ဒီအချိန်မှာမိုးရေတွေဆိုရွှဲနေပြီးကိုမလ်တယောက်အင်ကိုပြင်ရောက်လာခဲ့ပါတယ်။တော်သေးရပေါ့ကားအတော်လေးငှားလိုက်ရတယ်။အကြာကြီးကားငှားပြီးတော့မှကားကရသွားတယ်လေ။ကားမရလို့နောက်ကျသွားတာပါ။ဒါနဲ့ခလေးငိုနေသေးလားယင်ဘလို့လဲအဆင်ပြေရဲ့လား။အော်ချွေးမလေးရဲ့။နေထွက်သွားတာတော်တော်လေးကိုကြားနေပြီးခလေးကဘိုက်စာလုံးလုံးငိုနေတယ်။နှုတ်ဘူးလည်းမထားသွားပဲနဲ့။အေးဟုတ်တယ်အမြန်ဆုံးတော့နှိုးတိုက်လိုက်တော့ဟုတ်တယ်ရောက်မရေးဒီမှာခလေးကငိုပဲငိုနေရဲ့တို့ထိမ့်မအောင်။ တဖြည်းဖြည်းနဲ့မိုးရွာတာကမတိတ်တော့ပဲမြေကြီးကလည်းမြင့်တက်လာခဲ့တဲ့အကျွမ်းတမျိုးလုံးရေဖုံးလွှမ်းနေခဲ့ပါပြီ။နောက်ထပ်ရပောင်းများစွာကြတဲ့အထီးရေကလည်းပြန်ကြမတော်ခဲ့ပါဘူး။ကိုမက်လီငါရုံအလုပ်တစ်ခုနဲ့အပြင်ကိုသွားမှဖြစ်မယ်။အဲဒါကြောင့်မင်းမိဘအိမ်ကိုမပြန်သေးနဲ့အောင်ငါပြန်လာတဲ့အခါကျတော့မှပဲအေးအေးဆေးဆေးသွားလည်လိုက်တော့နော်။အလုပ်ကလည်းအရေးကြီးတယ်မသွားလို့မရဘူး။ကျမရှင်ပထမတည်းကပြောထားတယ်မဟုတ်ဘူးလား။ဒီတစ်ပတ်တော့ကျမအိမ်ပြန်ချင်တယ်။ကျမမိဘအိမ်မှာနှစ်ရက်သုံးရက်သွားနေချင်ပါတယ်ဆိုနေမှကျမကြိုးပြောထားခဲ့ရလေ။ ရှင်လိုက်မပို့ဘူးဆိုရင်လည်းကျမကိုဟောက်ကိုပဲကားငါပြီးတော့တော်လိုက်တော့မယ်ရတယ်။ရှင်လည်းအိမ်မှာမရှိဘဲနဲ့ကျမဒီမှာနေပြီးတော့ဘာလုပ်ရမှာလဲ။အေးပါအေးပါတော်ချင်တယ်ဆိုလို့ရှင်လည်းကားငါပြီးတော့တော်လို့ရတယ်တော်ပါ။ဇာတိဦးတို့ကအပြင်မှာစိုးနေလို့ငါနေကိုပြောရတာ။မိုးတိုက်တယ်ဆိုလို့ရှင်တော့ခလေးကိုခေါ်ပြီးအေးစိတ်သွားပေါ့။ရပါတယ်ရှင်ဘာမှအရန်ကြီးလဲစိတ်ပူမနေပါနဲ့ကျမတော်ကြလာကြပါရဲ့။ဒီလိုနဲ့နောက်နေ့မှာတော့သူကလည်းအလောက်ကိစ္စတစ်ခုရှိတဲ့အတွက်တခြားတစ်မျိုးကိုချောက်ခွာသွားခဲ့ရပါရဲ့။ အရင်နေ့ညနေခင်းမှာကိုမိုင်းကလည်းသူရဲ့မိဘအင်ကိုတော်ဖို့အတွက်အထောက်အပိုးတွေကိုတခါရဲပြင်ဆင်ထားလိုက်ပါတော့တယ်။ခဏနေတော့အပြင်မှာမိုးတွေကတဲထန်ဆွာရွာတော်လာခဲ့ပါတယ်။ဒီချိန်မှာကိုမိုင်းကတော့ကားငှားပြီးသွားခဲ့ပါပြီ။သူမှသွားဖို့အတွက်ကိုစောင်းဖြတ်ချက်ချထားပါတယ်။ကဲအကိုကြီးကျွန်မအကိုဖုန်းခေါ်နေတာအတော်လေးကိုကြာနေပြီလေ။ကားငှားထားတာဘာဖြစ်လို့အခုချိန်ထိရောက်မလာခဲ့ရသေးရလဲ။ကျွန်မတို့ဒီမှာအစင်အစ်စ်ပဲစောင့်နေတာ။ကျွန်တော်အခုထွက်လာလို့မရလို့ပါအမရဲ့။ကျွန်တော်ကားကိုထောက်လို့မရဘူး။ လမ်းမှာရေကလည်းအပြည့်ပဲဘလို့ကားမောင်းရမလဲဒီအခြေအနေကြီးနဲ့ဒီအခြေအနေမှာကျွန်တော်ကားမဝေးထွက်လာဖို့ဆိုတော့အရောက်အန်တရများတယ်ဓာတ်ကြိုးတွေကလည်းပြတ်ကျနေအောင်လမ်းတွေကလည်းလုံးဝပိတ်နေတယ်ခမရတခြားကားတစ်စီးပဲငှားပြီးတော့သွားလိုက်တော့ကျွန်တော်မလာနိုင်တော့ဘူးဟယ်လိုဟယ်လိုဒုက္ခပဲဒီကားသမားကလည်းမလိုက်နိုင်ဘူးဆိုပြီးတော့ညင်းသွားတယ်ဘလို့လောက်ရမလဲကိစ္စမရှိပါဘူးလေငါကလေးကိုခေါ်ပြီးအဲ့ဆွဲပြီးအပြင်ကိုပဲထွက်လိုက်တော့မယ်ကားတစ်စီးမဟုတ်တစ်စီးရောရမှာပဲရှားတဲ့ကားကိုငှားပြီးတော့ပဲအမြန်ဆုံးသွားလိုက်မယ်ဟာ ီနောက်မှာတော့သူကခလေးချီပြီးတော့အထုပ်ဆွဲကအပြင်ကိုထွက်လာခေလိုက်ပါတယ်။ချွေးမလေးအပြင်မှာမိုးရီအရန်ရွာနေရဲ့လေ။နင်ဒီအချိန်နေကြီးဘလို့သွားမလို့လဲ။ဒီနေ့တော့ထားလိုက်ပါတော့တရက်လောက်ခဏလေးနေလိုက်။အနောက်ဖြန်ကြာတော့မှပဲမိုးတိတ်သွားတဲ့အခါကြာရင်တော့နင်သွားပေါ့။ညနေကလည်းစောင်းနေပြီ။ခလေးကလည်းငိုနေလိမ့်မယ်။ခလေးဘလို့မျိုးဒီအဝေးကြီးကိုသွားမလဲအဆင်ပြေပါမလား။အမေကလည်းကျမသွားဖို့အတွက်ဆုံးဖြတ်ပြီးသွားပြီဆိုလို့ရှင်တော့ကျမသွားရမှာပေါ့။ စီစဉ်ပြီးပြင်ဆင်ပြီးတော့မှမသွားရဘူးဆိုလို့ရှင်တော့ကျမလည်းစိတ်အဆင်ပြေမှာမဟုတ်တော့ကျမသွားလိုက်မယ်မေကျမအကူနဲ့ရောင်မနှစ်ယောက်လုံးကလည်းရှောက်လဲမယ်ဆိုပြီးတော့အပြင်ကိုသွားနေကြတယ်ကျမအမေကလည်းအိမ်မတယောက်တည်းကျမစိတ်မချဘူးကျမတို့အတွက်ထမင်းဟင်းချထားပါဆိုပြီးတော့လည်းတခါရေပြောထားပြီးသားပါအဲဒါကြောင့်အမေတို့စိတ်ပူမနေပါနဲ့ကျမသွားလိုက်မယ်နော်မိုးနေနေပေါ့ရွာတာကတော့ဘာမှမဖြစ်တော့ပါဘူးကျမအဆင်ပြေပါတယ်ကဲဒီမှာရောင်မရင်မိုးတွေကအပြင်မှာအရှမ်းကိုရွာနေရနော် ဒါလောက်ထိမိုးတွေကျော်ပြီးမှုန်တိုင်းအောင်တိုက်နေတဲ့အချိန်တွေမှာတော့ကျမရောင်းမောင်းတယောက်တည်းအပြင်သွားခွင့်မပေးနိုင်ပါဘူးအကိုကလည်းအိမ်မှာရှိတာမဟုတ်ဘူးဒီအချိန်လေးကြီးမှာအမတယောက်တည်းဘယ်လိုသွားမလဲမိုးရွာနေတဲ့အချိန်ကြီးမှာတော့မသွားပါနဲ့ရှင်ကျမတို့ပြောတဲ့စကားကိုနားထောင်ပါနော်နှစ်ယောက်လုံးဒါဘယ်လိုဖြစ်နေကြတာလဲကျမကလေးမမဟုတ်တာကျမအားလုံးသိတယ်ဘယ်လိုလုပ်ရမလဲဆိုတာကိုဒီမှာကျမအခုကလေးငယ်လေးတယောက်မဟုတ်ကြဘူးနော်ကလေးတယောက်မွေးထားတဲ့အမေတယောက်တောင်ဖြစ်နေပြီကျမကားကားပြီးတော့သွားလိုက်မယ်ဘာမှမဖြစ်ပါဘူးဆိုနေမှ အလောက်ထိမိုးရွာနေရလည်းမဟုတ်ဘူးမိုးကဆဲရောင်းဆဲနေပြီအပြင်မှာရေတွေအလောက်ထိတက်နေတယ်ဆိုလို့ရှင်လဲထားပါတော့အခုကျမကိုထပ်ပြီးတားဖို့တော့မကြိုးစားပါနဲ့ကျမသွားမယ်ဆိုလို့ရှင်သွားမယ်ပဲပထမတည်းကကျမတော်လေးကိုစိုက်တုံနေရငှားထားတဲ့ကားတွေကဒဇီးမှမလာဘူးလေအကုန်လုံးကန်ဆယ်လုပ်သွားကြတယ်ကိုမလကဘယ်သူစကားကိုမှနားမထောင်ပါဘူးရခမပြောတဲ့စကားကိုလည်းဂရုမစိုက်တလို့မျိုးကျောင်းမပြောတဲ့စကားကိုလည်းအရေးမလုပ်ခဲ့ပဲနဲ့သူမသွားချင်တာကိုပဲအာယုံစိုက်နေခဲ့ပါတယ်ဒီလိုနဲ့သူမအထောက်ဆွဲပြီးတော့တကားဘက်ကိုသွားလိုက်ပါတယ် အရိဘတ်ကိုသွားနေခဲ့တဲ့အချိန်မှာသူ့ရောင်မလေးကအနောက်ကနေပြောလိုက်ပါတယ်။ရောင်မကြီးရောင်မခဏနေပါအောင်ရှင်ခဏလေးနေပါအောင်။ဘာဖြစ်တာလဲဘာဖြစ်ရပြန်တာလဲငါသွားနေရဘာဖြစ်လို့အနောက်ကနေလှမ်းခေါ်ရတာလဲ။ကဲကဲကဲသွားမယ်ဆိုလို့ရှင်လည်းကျမလိုက်ပို့ပေးမယ်။ကားငါပြီးတဲ့အချိန်အထိကျမလိုက်ခဲ့ပေးပါမယ်။ပေးပေးပေးကျမကိုအိတ်ပေး။ဒီလိုနဲ့သူ့ရောင်မလေးကလည်းကိုမလကိုကားငါလို့ရတဲ့အထိလိုက်ပါပို့ဆောင်ပေးလိုက်ပါတယ်။ရောင်မကြီးဖြည်းဖြည်းသွားနော်။ရောက်တဲ့အခါကျလို့ရှင်လည်းဖုန်းဆက်အောင်တီလား။ ေးပါအေးပါရပါတယ်ရပါတယ်ကိစ္စမရှိဘူးငါရောက်ပြီဆိုတာနဲ့နင့်ကိုဖုန်းဆက်လိုက်မယ်ဟုတ်ပြီလားသွားပြီနော်ဒီလိုနဲ့သူ့ရောင်မလေးကိုကားပေါ်တင်ပေးပြီးတဲ့နောက်မှာတော့စူသားကလည်းအင်ကိုပြန်လာခဲ့လိုက်ပါတယ်အချိန်တွေကြာမြင့်သွားခဲ့ပေမဲ့ကိုမိုင်လကတော့ဖုန်းဆက်မလာခဲ့ပါဘူးသမီးအခုချိန်ထိနင့်ရောင်မငါတို့ကိုဖုန်းလည်းမဆက်သေးဘူးဒီအချိန်ဆိုရင်တော့သူ့အင်ကိုရောက်သိနေပြီမဟုတ်ဘူးလားအင်ရောက်ရင်ဖုန်းဆက်ဆိုပြီးတော့ရောပြောလိုက်ရဲ့လားသူရောက်နေပြီးတော့မေ့နေရများလားဖုန်းဆက်ကြည့်စမ်းဟုတ်ကဲ့ပါကျမဖုန်းဆက်ကြည့်လိုက်အောင်မယ်နော် ကျောင်းကပဲအမေရဖုန်းဆက်လို့လည်းမရဘူးဖုန်းပိတ်ထားတယ်ဆိုပြီးတော့ပဲပြောနေရဲ့အေးအေးအေးဒါဆိုရင်တော့သူ့အမေရဖုန်းကိုတစ်ချက်လောက်ဆက်ကြည့်လိုက်လေစူတောကလည်းအများဆုံးပဲသူ့ရောင်းမရဲ့အမေဖြစ်သူဖုန်းကိုဆက်ကြည့်လိုက်ပါရီဒီနောက်မှာတော့ကိုမလေးရောက်နေပြီလားဆိုပြီးတော့လည်းမေးကြည့်လိုက်ပါရီအေးတမီးလေးရေအခုချိန်ထိငါတမီးအိမ်ကိုမရောက်သေးဘူးအန်တီလည်းသူ့လာမယ့်အချိန်ကိုပဲစောင့်နေတာဘာဖြစ်လို့လဲဟုတ်လားရောင်းမအခုချိန်ထိရောက်မလာသေးဘူးလားသူအိမ်ကနေထွက်သွားတာတော်တော်လေးကိုကြားနေပြီဟုတ်လားငါသမီးလေးအိမ်ကထွက်သွားတာကြားနေပြီ အခုချိန်ကြီးမရောက်လာသေးဘူးဆိုတော့သူဘယ်တွေကိုရောက်နေရလဲဒုက္ခပဲငါသမီးလေးတခုခုများဖြစ်နေပြီလားမသိပါဘူးအလို့တော့လည်းမဟုတ်ပါဘူးအန်တီရဲ့ကျမရောင်မောက်ဖုန်းခေါ်လို့မရတာနဲ့အန်တီကိုဖုန်းခေါ်လိုက်ကြပါသွားနေရင်လည်းမှတငယ်ချင်းတယောက်နဲ့တွေးဖို့ရှိသေးတယ်ဆိုပြီးတော့လည်းပြောသွားတယ်ကြည့်ရတာအဲ့ဒီတငယ်ချင်းနဲ့ဝင်တွဲနေလို့နောက်ကျနေရဖြစ်ပါလိမ့်မယ်။ဘယံကြီးတဲ့စိတ်ပုံမနေပါနဲ့နော်။ကျမရောင်မိုက်တငယ်ချင်းစီကိုတစ်ချက်လောက်ဖုန်းခေါ်ကြည့်လိုက်အောင်မယ်။သူတို့နဲ့ဖုန်းရတဲ့အခါကြားလို့ရှင်တော့ဖုန်းပြန်ဆက်ပေးပါမယ်။ ဆိုတော့ကလည်းဘလို့မစိုးစကားကိုအစဉ်ပြေအောင်ပြောပြီးနောက်မှာတော့ဖုန်းချလိုက်ပါတယ်။ဒါပေမဲ့အိမ်မှာအားလုံးကစိုးရင်ပုံပန်နေခဲ့ကြပါပြီ။ဒုက္ခပဲတမီးရဲ့နေရောင်မောင်လိုက်ရှာအောင်ဘလို့လောက်ကြမလဲ။သူ့ဘယ်ဟုတ်ရောက်သွားတာလဲ။သူ့အမေကိုတော့လှိမ်ပြောလိုက်တယ်ဆိုပေမဲ့ငါစိုက်ပူနေပြီနော်။လောက်ပေါင်းတမီးရဲ့အမေအရန်စိုက်တွေပူနေပြီ။ဒါလေးကိုဖုန်းဆက်လိုက်မယ်ဆိုရင်တော့သူလည်းအတော်စိုက်ပူသွားလိမ့်မယ်နော်။ကျမအဲ့ဒါကြောင့်အမေကိုပြောနေခဲ့ရပါအမေရဲ့အပြစ်မမိုးရဲဒီလောက်ကြောင်မှရှောင်းနေတာရောင်းမအောင်လုံးဝတော့ခွင့်မပေးပါနဲ့ဆိုရင်အမေကတော့ခွင့်ပေးလိုက်တယ်လေ အားလုံးကလည်းလေကျမပြောတဲ့စကားကိုဆိုရင်တော့နားမထောင်ကြဘူးအခုဘယ်မှာသွားပြီးဘာတွေဖြစ်နေပြီလဲမသိဘူးဘယ်မှာသွားလိုက်ရှာရမှာလဲအပြင်မှာမိုးတွေကလည်းအရန်အောင်ရွာနေရကျမကားငှားပြီးသွားလို့မရဘူးခြေလင်းလျှောက်ပြီးသွားရှာမှဖြစ်မယ်လမ်းတစ်လျှောက်လုံးရေတွေကလည်းပြည့်နေပြီလေဘယ်ကားသမားမှလမ်းပေါ်ရှိကြမှာမဟုတ်ကြဘူးအေးအေးအေးသမီးရေကောင်းနေဒါဆိုလို့ရှင်တော့နင်းအမြန်ဆုံးထီးယူပြီးတော့သွားလိုက်ရှာလိုက်နော် ဒီလိုနဲ့ဆွေသားသားလည်းသူရောင်မကိုရှာဖို့အတွက်ထီတချောင်းကိုင်းပြီးအမြန်ဆုံးအပြင်ကိုထွက်ခွာသွားခဲ့ပါတော့တယ်။ရေရေကဒူးလောက်ထီအောင်တက်နေခဲ့ရပါ။သူမဘောင်မဂရုမစိုက်ပဲထီတချောင်းနဲ့သူရောင်မနဲ့သူရဲ့တူလေးကိုနေရာဆုံးမှာလိုက်ရှာခဲ့ပါတယ်။ဒီအချိန်မှာပဲရေထဲမှာမျောပါလာခဲ့တဲ့ပဝါတစောက်ကိုသူမတွေ့မြင်သွားခဲ့ပါတယ်။ဒီပဝါငါသိတယ်။ဒါငါ့ရဲ့ရောင်မဒီနေ့ခြုံသွားခဲ့တဲ့ပဝါစလေးမဟုတ်ဘူးလား။အိုဘုရားသခင်ဒုက္ခပဲ။ကျမရဲ့ရောင်မဘာတွေများဖြစ်နေပြီလဲမသိပါဘူး။သူ့ကိုခလေးငယ်လေးနဲ့အတူတူသွားတာအစင်မပြေပါရဲ့လား။ ျမအကူကြီးပေါင်းအရှင်ကျမအကူကြီးပေါင်းသူလည်းဖုန်းကပ်ပြီးနောက်မှာတော့အမြန်ဆုံးပဲနေရာတစ်ခုကိုပြေးသွားသွားခဲ့ပါတယ်။သူရကွက်တစ်ခုနဲ့ဝင်သွားတဲ့အခါမှာမိန်ကလေးငယ်လေးတစ်ယောက်ကိုတွေ့ခဲ့ရပါတယ်။အဲဒီမိန်ကလေးနာမည်ကကန်ချန်ပါ။မိန်ကလေးငယ်လေးကသူ့သားကိုသူ့ရဲ့အိမ်ကိုခေါ်သွားလိုက်ပါတယ်။အဲဒီမှာကိုမလ်ကတော့သူ့ရဲ့ကလေးလေးကိုချီပြီးထိုင်နေခဲ့ပါတယ်။သူ့ရဲ့နှဖိုးပေါ်မှာလည်းဒဏ်ရာအပြင်းထန်ရရှိထားပါတယ်။ဒါဘလို့ဖြစ်တာလဲအစင်မပြေရလား။ဘလို့ဖြစ်ပြီးရောဒဏ်ရာရသွားရတာလဲ။ ငါအဆင်ပြေပါတယ်ခလေးလည်းအဆင်ပြေတယ်ဘာမှမဖြစ်ကြပါဘူးရေတွေကပြေးနေတာဆိုတော့လမ်းမှာကြောက်တွေပါတွေရှိနေအောင်ကိုမမြင်လိုက်ဘူးလေအဲ့ဒီချိုင်းခွက်ထဲကားကားအရှိန်ပြင်းပြင်းပြုတ်ကျသွားတော့ကားမောက်သွားတာတော်သေးရောပေါ့ခလေးဘာမှမဖြစ်ပဲငါတရားပဲတရားရသွားလို့သူတို့ကခလေးကိုအများဆုံးချီပေးပြီးငါ့ကိုလည်းဆွဲထုတ်ပေးခဲ့ကြလို့ပေါ့မဟုတ်ရင်ဘာဖြစ်သွားမလဲငါလည်းမစင်းစားတတ်တော့ဘူးကားမောင်းသမားကတော့သူ့ကပြတ်သွားလို့ဆိုပြီးတော့ငါ့ကိုလမ်းမှာပဲချပြီးတော့မောင်းထွက်သွားတယ်လေငါလည်းလမ်းမမှာတရားထဲစိတ်ပြတ်နေခဲ့ရာ ဖုန်းကလည်းရေရီဆိုနေတာဆိုတော့ပြတ်သွားတယ်ဘာမှလုပ်လို့မရတော့ဘူး။ငါဒီကိုရောက်လာပြီးအေးအေးဆေးဖြစ်တော့မှအနင်းကိုဖုန်းဆက်လိုက်တာပါ။ငါအတော်လေးစိတ်ညစ်သွားခဲ့ရ။ဒါပေမဲ့နင်ကောက်ကျင်းသေးပေါလားရှာမယ်ဆိုတော့ကိုတော့ငါလည်းသိနေခဲ့တယ်။စွသားကလည်းသူ့ရောင်မိုင်းမြေရီတွေကိုအရင်ဆုံးတောက်ပေးပြီးတော့သူ့တူလေးကိုခြေပေးထားလိုက်ပါတယ်။ခဏနေတော့သူ့ရောင်မကိုအကူအညီပေးထားတဲ့သူတွေကိုကျေးဇူးတင်စကားပြောပြီးနောက်မှာတော့အင်းကိုပြန်လာခေးကြပါတယ်။သူ့ရောင်မကိုဈေးကဝင်ပြပြီးနောက်မှာတော့ဈေးထည့်ပေးလိုက်ပါတယ်။ ကိုမလေးရဲ့ရောက်ကမဖြစ်သူကသူ့ချွေးမလေးရဲ့နှစ်ဖို့မှာတရားရသာရာတွေ့တော့အရန်ကိုလန်သွားတာပေါ့ဇူသားကလည်းဖြစ်ဖြစ်ခဲ့တဲ့ကိစ္စတွေအားလုံးသူ့အမေကိုပြောပြခဲ့ပါတယ်ကျမရဲ့အမားတွေပါမီးဒီလောက်ကြောင့်မရေတွေပြေးရှံနေတဲ့အချိန်မှာကျမအနေနဲ့အပြင်ကိုမထွက်ခဲ့တင်ဖို့လမ်းမှာရေတွေပြေးနေတဲ့အချိန်ဆိုရင်ဘလောက်ကြောင့်အန်တီရဲ့မြားမန်းကျမကိုဟောက်ကိုတည်တင်တယ်ကျမကခလေးငယ်လေးကိုပါခေါ်ပြီးတော့ရောက်အောင်ထွက်သွားခဲ့ရေတွေကနေရာဆုံးမှာပြေးနေတာဆိုတော့ဂျိုင်းခွက်တွေကိုလည်းမမြင်ရဘူးလေ တော်သေးရပေါ့ဖះခဲ့လို့ကျမဘာမှမဖြစ်သွားတာဒီထက်ပိုပြီးဖြစ်သွားရင်တော့ကလေးလေးနဲ့တွေးတော့မတွေးရဘူးကျမကလေးသားတခုခုဖြစ်သွားရင်တော့ကိုဟောက်ကိုကျမလည်းဘယ်တော့မှခွင့်လွှတ်နိုင်မှာမဟုတ်တော့ဘူးတောင်းမပါရဲအမေတောင်းမပါရဲရှောင်းမလေးရေလူကြီးရဲ့ပြောတဲ့စကားကိုကျမအနေနဲ့နားလည်ခဲ့တင်တာပါရပါတယ်ကိစ္စမရှိဘူးအခုရှောင်းမဘာမှမဖြစ်ဘူးဆိုတော့တော်သေးရပေါ့ဒါနဲ့ရောင်မကိုအကူအညီပေးခဲ့တဲ့သူတွေကတော့တကယ်အရန်သဘောကောင်းကြတယ် တရားနှစ်ရနေလို့မတိုက်သွားရင်တို့အိမ်ပြန်သွားပြီးတို့အတွက်ကျေးဇူးတင်စကားပြောရင်မဟုတ်လေပါလေပေးရမယ်။ကောင်းတယ်ကောင်းတယ်မတိုက်သွားရင်သွားကြမယ်။ဒီလိုနဲ့နှစ်ရလောက်ကြာသွားတဲ့အခါမှာသမီးယောက်မနှစ်ယောက်လုံးကလည်းအာရှာတို့အိမ်ကိုသွားပြီးလက်ဆောင်တွေပေးခဲ့ကြပါရဲ့။အရင်နေ့ကဆော်ပြီးကိုမလကလည်းဘလော30ဘောက်အလုံးမမလုပ်တော့ဘူးဆိုပြီးသူ့ဟာသူကတိပေးလိုက်ပါရဲ့။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါအောင်နော်။